ကလေးပြန်ပေးဆမှုနဲ့ကြိုပြုခြင်းတွေကိုလူသားတွေပဲလုပ်တယ်လို့ထင်ပါသလား TV ရဲ့စိတ်တွေကိုဖော်လီယာကက်သူမဟုတ်အမေဆုံးပြည်ရဲ့စိတ်တွေလို့ခေါ်ပါတယ်သူတို့ကအရှားနေမိကပြည်ရဲ့စိတ်တွေကိုဖမ်းပြီးကျုံဖြစ်ထားဒီမှာနှစ်ပေါင်း၅တန်းရှိပါပြီကျုံတွေကိုဒီကိုလိုနီကနေဖယ်ရှားလိုက်ရင်အမေဆုံးအံ့နေအားလုံးတည်ကုန်ပါလိမ့်မယ်သူတို့ကအစာစုသိမ်းခြင်းနဲ့အစာကိုဘယ်လိုစားရမလဲဆိုတာတော့မသိပါဘူးဒါကြောင့်ကျုံပြည်ရဲ့စိတ်တွေကကျွေးမွေးရပါတယ်အမေဆုံးပြည်ရဲ့စိတ်တွေမှာဝါခါနဲ့ခွင်းဆိုပြီးနှမျိုးရှိပါတယ် ခွင်းတွေကဥဥဒတ်ပေမဲ့ဘလို့စောင့်ရှောက်ရမလဲဆိုတာမသိပါဘူးသူတို့ကလေးတွေကိုပြုစုပျိုးထောင်ဖို့ကြုံနေလိုအပ်လာပါတယ်ဝက်ခါတွေကလုံခြုံရေးနဲ့အဆောင်ကျက်တွေကစီးနင်းတက်ခတ်မှုကလွဲလို့ဘာမှမသိပါဘူးဒါကြောင့်နေမီတန့်ချင်းရင်းနဲ့အစာစုဆောင်ခြင်းတွေကိုမလုပ်ကြပါဘူးအရှားပြေးစစ်တွေကြီးကြော်တက်ခိုက်တဲ့အခါလဲခုခံကာကွယ်ရပါတယ်ဒါကြောင့်အစာစုဆောင်ခြင်းတန့်ရှင်းရေးခလေးပြုစုခြင်းနဲ့စာကြွေးခြင်းတွေကိုကျွန်းတွေကလုပ်ကြရပါတယ် ကျွန်းနေရောင်းနေသွားတဲ့အခါကျွန်းနေကိုဖမ်းဆီးဖို့တိုက်ပွဲထွက်ရပါတယ်။ကင်းထောက်ပီးရဲစိတ်နှကောင်က အနီးနားကဖော်မီကာကိုလိုနီကိုရှာဖွေကြပါတယ်။ကင်းထောက်တွေကရေဒါရဲ့တည်နေရနဲ့ဖော်မီကာရဲ့တည်နေရကိုပြန်ပြီးပြောပြပါတယ်။ဒီခါကိန်းကစတင်ပါပြီ။အမေဆုံးပီးရဲစိတ်တွေကယာနိရှိတဲ့ပီးရဲစိတ်တွေရဲ့တည်နေရကိုအချက်ပြပြီးကနဲ့တိုက်ပွဲဝင်ပါတယ်။ Signal is given to the troops. အဲဒီကိုလိုနီကဖော်မီကာပီးရဲစိတ်9000ကို မေဇုံ BSA 900ကအလွယ်တကူတိုက်ခိုက်နိုင်ပါတယ်။ကိုရိုနီတစ်ခုလုံးတိမ့်ပိုက်ပြီးပြန်လည်ခုခံတဲ့မိဂ BSA တွေကိုတတ်ပစ်ပါတယ်။ထို့နောက်သူတို့ကတွင်းထဲကိုဝင်ပြီးအစားအစာတွေကိုမယူပါဘူး။ဒါပေမဲ့သူတို့ကဥတွေကိုခိုးယူကြပါတယ်။ဖော်မီဂ BSA ဥ14000ခန်းကိုအလက်ကျခိုးယူပြီးသူတို့ရဲ့ပြည်သူစောင့်ကြောက်ခန်းထဲမှာထားပါတယ်။ ခိုးယူထားတဲ့ဥတွေအကောင်ပေါက်ထားတဲ့ခွင်းတွေကသူတို့ရဲ့အမေဆိုပြီးအုံနောက်ဆေးကပြုစုဆောင်ရောက်ထားပါလေ။ဖော်မီကဘီယက်စိတ်တွေကအလုသမားဘီယက်စိတ်တွေဖြစ်တာကြောင့်နေမီရှင်းလေးရင်းနဲ့အစားအစာစုဆောင်ကြပြီးအမေဆုံးဘီယက်စိတ်တွေကိုအစာတွေးခြင်းတောင်လုပ်ရပါလေ။ဖော်မီကဘီယက်စိတ်တွေကလောက်ခမပေးရတဲ့ကျွန်းတွေဖြစ်ပြီးအတက်ဆုံးပြီးအလုတ်လုတ်ပေးတဲ့ကျွန်းတွေဖြစ်အောင်အုံနောက်ဆေးကြောထားပါလေ။သူတို့ရဲ့ဘဝတစ်လျှောက်လုံးခေါင်းပုံဖြတ်ခံနေရတယ်ဆိုတာကိုသူတို့မသိပါဘူး။ ော်မီကဥယျာဉ်နဲ့လာတဲ့ကအခြားတောင်မှုတွေကိုသွားတိုက်ခိုက်ပြီးထပ်ဖမ်းယူပြန်ပါလေဒီလိုနဲ့ဂျွန်တွေကိုသူတို့ရဲ့ကိုလိုနီထဲထည့်လိုက်ပြန်ပါလေအခြားစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာမို့ကျွန်တော်အကောင့်ကို follow ပေးခဲ့ကြပါဦး